အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဇွန်လ9ရက်နေ့ရက်မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာအားတော့ဒီကနေ့မနေ့ရက်ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေထဲမှာပထမဆုံးနားဆင်ရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာကျွေးမီကျပ်ဘီလီယံ900ကျော်တင်နေတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်နိုင်ကတော့သူ့ရဲ့ကိုပိုင် လေရင်ကြီးကိုဝယ်ယူလိုက်ုံမျှအမကနိုင်ငံတော်ဘတ်ဂျက်ထဲကနေ American Dollar တန်း60နီးပါးအကုန်ကျခံပြီးတော့လေရင်ရဲ့အတွင်းပိုင်းကိုလည်းသူစိတ်ကြိုက်ပြင်ဆင်လိုက်တယ်လို့သိရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်ကတော့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အမေဒေါ်ဆန်းစုကြည်နဲ့မြန်မာပြည်သူတွေရဲ့မပြီးဆုံးသေးတဲ့အိမ်မက်ဆိုးတွေပပျောက်ဖို့အတွက်ကြားဝင်ပြီးတော့ဆွတ်ဖက်ဖို့ပြည်ထောင်ဝန်ကြီးချုပ်ကိုတိုက်တွန်းလိုက်တယ်လို့သိရပါတယ်။မြရီမျိုး အမတ်ခွန်ရက်ကွက်မှာရှိတဲ့ရက်ကွက်အုတ်ချုပ်ရေးမူလှဝင်းအဲ့တော့ပြည်သူတွေကိုဒုက္ခမျိုးမျိုးပေးဖိနှိပ်ရက်ဆက်နှိပ်ဆက်နေတဲ့လှဝင်းတော့အခုယမမင်းနဲ့တွားတွေ့တဲ့အဖြစ်ကို ရောက်ရှိသွားပါပြီအဲ့တော့ယမမင်းရှိကိုအလဲသွားတဲ့လှဝင်းရဲ့သတင်းကိုလည်းကျွန်တော်တို့နားဆင်ရမှာပါခင်ဗျာရွာငံမြို့နယ်မှာတော့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးအောင် စုမင်းဖမ်းဆီးခံရပြီးတဲ့နောက်မှာစစ်ရှုံးကောင်စီရဲ့စစ်ကြောရေးမှာ ကြဆုံးသွားတယ်လို့သိရပါပါတယ်ခင်ဗျာအဲ့တော့ပြည်သူလူထုကောင်းကျိုးပြုနေတဲ့ပညာတတ်တွေကိုယ်စားလှယ်တွေကတော့တဖြည်းဖြည်းနဲ့စရှုံးကောင်စီရဲ့တက်ဖြတ်မှုကြောင့်တည်ဆုံးခဲ့ရတာများပါပြီအင်ပဒံမတိုင်းပြည်ရဲ့ရင်းမြစ်တွေလူသားအရင်းမြစ်တွေဆုံးရှုံးရမှုပါနောက်တဲ့သတင်းတစ်ပုဒ်ကတော့နိုင်ငံတကာသတင်းမှာမြန်မာနိုင်ငံအပါအဝင်နိုင်ငံ16ခုကနိုင်ငံသားတွေအမေရိကန်နိုင်ငံကိုခရီးသွားဝင်ရောက်ခွင့်တားမြစ်တဲ့အမိန့်ကိုအမေရိကန်သမ္မတထရန့်ကလက်မှတ်ရေးထိုးပြီးတော့ မြန်မာနိုင်ငံသားတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝကန့်သတ်လိုက်တယ်လို့သိရပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့မနက်ခင်းရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာ။ပထမဆုံးသတင်းတပုတ်အနေနဲ့အကြမ်းမဆစ်ကောင်းဆောင်မရောက်နိုင်တဲ့မိသားစုအသုံးပြုဖို့ငှားရမ်းထားတဲ့ FS မျိုးစားလေရင် HYALK ကိုဝယ်ယူရမှာ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကနေအမေရိကန်ဒေါ်လာတန်း60နီးပါးအသုံးပြုခဲ့ပြီးမင်းအောင်လှိုင်ကစိတ်တိုင်းကျလေရင်ကိုပြင်ဆင်ခဲ့တယ်လို့မြမလေချောင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာအခုနှစ်ဖေဖော်ဝါရီလအတွင်းမှာမင်းအောင်လှိုင်နဲ့မိသားစုအသုံးပြုဖို့အမေရိကန်နိုင်ငံ Aviation Capital Group ထံကနေငှားရမ်းထားတဲ့ FS မျိုးအစား3319115လေရင် HYALK ကိုဝယ်ယူရမှာအမေရိကန်ဒေါ်လာတန်း60နီးပါးအသုံးပြုခဲ့တယ်လို့သိရပါတယ် အဲ့ဒီအမေရိကန်ဒေါ်လာတန်း60နီးပါးကတော့လေးရင်ကိုအပြည့်ပြည့်ဝယ်ယူတာနဲ့မင်းအောင်လှရဲ့စိတ်တိုင်းကြလေးရင်အတွင်းငန်းတွေကိုပြင်ဆင်တာအတွက်သုံးဆွဲခဲ့တာလို့သိရပါတယ်ခင်ဗျာအပြည့်ဆိုင်ရာမြန်မာလေကြောင်းလိုင်းဒီ MAI ကနေအမိခံပေးထားတဲ့အဲ့ဒီ Everest လေးရင်ကမင်းအောင်လှရဲ့ခီးစဉ်တွေအတွက်တည်တံ့အသုံးပြုနေပြီးအဲ့ဒီလေးရင်နဲ့မင်းအောင်လှမိသားစုကလည်းပြင်ပဘီပခီးစဉ်တွေကိုတိတိစိတ်တွားရောက်လေရှိတယ်လို့သိရပါတယ်လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာမင်းအောင်လှရဲ့ဇနီးကျူကျူလှ သားသမီးနဲ့မြေးတွေကစင်ကာပူကိုအလဲပတ်သွားရမှာလဲဒီလေရင်ကြီးကိုအသုံးပြုပါတယ်။တောင်ကိုရီးယားနိုင်ငံကိုမင်းအောင်လှိုင်ရဲ့ဇနီးနဲ့သားသမီးတွေဈေးဝယ်ထွက်ရမှာလဲဒီလေရင်ကြီးကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။အဲ့တော့ MI လေချောင်းလိုင်းကအရင်တုန်းကတော့ KBZ ဥအောင်ကိုဝင်းကပိုင်ဆိုင်ခဲ့ပေမဲ့အခုခါမှာ24 hour ကုမ္ပဏီအုပ်စုရဲ့ဥက္ကဋ္ဌဥအောင်အောင်ဇော်ကပိုင်ဆိုင်ထားပါတယ်။အဲ့တော့လင်ရင်ကြီးနဲ့တတိတိသွာလာနေပြီးတော့တိုင်းပြည်ထဲကအစီအနှစ်တွေကိုဗနာခေါက်များတခြားနိုင်ငံတွေမှာသွားပြီးတော့ သူကမြုပ်နိုင်ထားပြီလဲဆိုတာကိုမသိရပါဘူးအခု၄နှစ်တာ၅နှစ်လောက်ဆိုရင်တော့ဒီကောင်တွေကတော့သူတို့မိသားစုအတွက်တော်တော်လေးကိုစုမိဆောင်မိရှိနေတော့ပါပြီအဲ့တော့ဒီအခြေအနေတွေကိုအောက်ကနေပြီးတော့အသက်တွေပေးမိသားစုဘဝတွေပေးပြီးတော့ကြားကံပေးထားတဲ့အကြမ်းမဆက်ရှုံးကောင်စီလက်အောက်ကတက်သားလက်အောက်ငယ်သားတွေအတွက်တော့တော်တော်လေးကိုတနာစရာကောင်းပါတယ်အသက်ပေးပြီးရင်တော့မှကြံခဲ့တဲ့မိသားစုမှာသိင်္ဂနာ သင်းကနန်းလောက်ပဲတန်တဲ့လိုင်းကမ်းမှာတော့မှအလကားနေလို့မရဘဲနဲ့လိုင်းကမ်းကနေပြီးတော့မောင်းချခွေးလိုနွားလိုမောင်းချခံရတဲ့အဖြစ်တွေကိုမြင်ကြစမ်းပါတွေ့ကြစမ်းပါမြင်အောင် ကြည့်ကြစမ်းပါအဲ့တော့ဒီလောက်အောင်မှဆက်ပြီးတောင်းဝန်ထမ်းနေမယ်ဆိုရင်တော့ဒီဘဝတွေကတော့ဒီတိုင်းပဲဒီအမြတ်နဲ့ဆက်ပြီးတော့ရှိနေရအောင်ပါပါမြန်မြန်အလင်းဝင်ပြီးဒီဂုတ်သွေးစုံနေတဲ့တိုင်းပြည်ကိုနေတဲ့တဲ့မြုပ်တဲ့တဲ့မြုပ်အောင် လုံနေတဲ့ဒီစစ်အုပ်စု လက်တဆုပ်စာကိုဖယ်ရှားရှင်းလင်းနိုင်မှသာဘဝတွေလာပါမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကြောင်းအရာတွေကိုစရှုံးကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေမြင်နိုင်ကြပါစေနောက်တဲ့သတင်းတစ်ပုဒ်ကတော့အမေတော်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာပါပြည်တိုင်ကွန်ဆာဗေးတစ်ပါတီရဲ့လူခွင့်ရေးကော်မရှင်ကမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြောမထွက်နိုင်လောက်အောင်ဆိုးွားတဲ့အဖြစ်ဆိုးတွေအတွက်ကိုယ်တိုင်ကြားဝင်ပြီးတော့ဆော့ဖတ်ဖို့နဲ့ ပြည်ထိုင်မှာနေထိုင်တဲ့ဒေါ်ဆန်းစုကြည်ရဲ့သားနဲ့တွေ့ဆုံဖို့ပြည်ထိုင်ဝန်ကြီးချုပ်ကီစတာမာကိုတိုက်တွန်းလိုက်ပါတယ်။လွန်ခဲ့တဲ့၄နှစ်ကဒီမိုကရေစီနှီးကြရွေးကောက်တင်မြောက်ထားတဲ့အစိုးရကိုဖြုတ်ချခဲ့တဲ့ဆရာနာသိမ့်မှုပြီးမှဒေါ်ဆန်းစုကြည်နဲ့အခြားနိုင်ငံရေးကျင်းသား2200တို့ရဲ့အခြေအနေကိုမိမောင်းထိုးပြတဲ့အစင်ကန်စာအစ်စ်မှာအခုလိုမျိုးတောင်းဆိုထားတာဖြစ်ပါတယ်။အဲ့ဒီစင်ကန်စာမှာရက်သားတွေပေါ်ဆစ်ရှုံးကောင်စီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်တိုက်ခိုက်မှုတွေကိုမိမောင်းထုတ်ပြထားပြီးအစုလိုက်ပြုံလိုက်တက်ဖြတ်မှုခေါင်းဖြတ်ပြီးတော့တက်ဖြတ်မှုတွေကွက်မြတ်မှုတွေမရိမ့်မှုနဲ့ညှင်းပန်းနှိပ်စက်မှုတွေအပဝင်ရက်ဆက်ရုံမှမှုတွေကိုအသေးစိတ်ဖော်ပြထားပါတယ်1928နှစ်ကြာခံနေရတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်ဆန်းစုကြည်ဟာရင်းညာမွတ်စလင်လူနည်းစုတွေကိုမြန်မာနိုင်ငံရဲ့အကြမ်းဖက်မှုအပေါ်နှုတ်ဆက်နေခဲ့ပြီးတဲ့နောက်အမျိုးမျိုးရှုမြင်ခံခဲ့ရပါတယ်အဲ့တော့ဒေါ်ဆန်းစုကြည်ရဲ့ဘဝအနှိမ်အမြင့်အတက်ကြတွေကို ုံဖော်ရိုက်ကူးထားတဲ့ cancel the rise and fall of onsen suji ဆိုတဲ့ independent tv ရဲ့မှတ်တမ်းရုပ်ရှင်မှာပြည်ထောင်နိုင်ငံရေးဦးကြီးဟောင်း william hate ကမြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဟောင်းကိုဝေဖန်နိုင်တယ်လို့သူမရဲ့လွတ်မြောက်ရေးအတွက်လည်းလှုံရှားတင်တယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ခုနှစ်စောပိုင်းကပြည်ထောင်နိုင်ငံရေးဝန်ကြီး davis lammy ကဒေါ်ဆန်းစုကြည်လွတ်မြောက်ဖို့အတွက်တမိုင်းဝင် တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်ခင်ဗျာ davis လမ်မီကဒီဒေါက်ဆန်းစွန့်ကြီးကိုလွှတ်ပေးဖို့နဲ့မြန်မာပြည်သူတွေကိုထိုက်တန်တဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကိုပေးဆောင်ဖို့စစ်ရှုံးကောင်စီကိုပထမဆုံးချိန်တိုက်ရိုက်တိုက်တွန်းခဲ့ပါတယ်။အဲ့တော့အစည်းအခမ်းအစားကိုရေးသားတဲ့ Conservative Party လူခွင့်ကော်မရှင်ဥက္ကဋ္ဌနဲ့ဝန်ကြီးဟောင်းတဦးဖြစ်တဲ့တင်လောင်တန်ကအစည်းအခမ်းအစားပါတွေ့ရှိချက်တွေဟာငလင်တန်ခံထားရတဲ့မြန်မာမှာစိုးရွားတဲ့လူခွင့်ရဲ့အကြက်တဲတွေအဲ့ဒီအကြက်တဲတွေကိုဖြေရှင်းမှုအရေးပေါ်တက်လှမ်းမှုဖြစ်ကြောင်းနဲ့မြမအခြေအနေ ဟာပြောင်းမထွက်နိုင်လောက်အောင်ဆိုးွားတဲ့အဖြစ်ဆိုးဖြစ်တယ်လို့ပြောဆိုထားပါတယ်။အဲ့တော့မြမချီနေဟာအဆိုးပါဆုံးလူမဆန်မှုတွေကြုံတွေ့နေရတဲ့မပြီးဆုံးနိုင်တဲ့အိမ်မဆိုးဖြစ်နေပြီးတော့မခံမရနိုင်လောက်တဲ့ဆင်းရဲဒုက္ခတွေနဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအဆင့်ထိရောက်သွားနိုင်ကြောင်းနဲ့ပြည်ထောင်ဥဆောင်တဲ့နိုင်ငံတကာအတိုင်ဝန်အနေနဲ့အဲ့ဒီအိမ်မဆိုးကိုအဆုံးသတ်ပေးရင်းနဲ့လူမဆန်မှုရက်ဆက်ကြမ်းကြုတ်မှုနဲ့ပြစ်မှုမြောက်တဲ့လူရည်တွေအတွက် တာဝန်ခံမှုရရှိစေဖို့စတဲ့တူပြီးတော့ကြိုးပမ်းမှုအချိန်ကောင်းဖြစ်တယ်ဆိုပြီးကော်မရှင်ဥက္ကဋ္ဌတင်လောင်တန်ကပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့ကအုတ်ကြီးအမတ်ခွန်ရက်ကွက်ကအုတ်ကြီးလှဝင်းယမမင်းကိုတွားတွေ့တဲ့သတင်းကိုဆက်ပြီးတော့ပြောရအောင်ပါကရင်ပြည်နယ်မြောက်ရီမြို့အမတ်ခွန်ရက်ကွက်အုတ်ချုပ်ရုံမှလှဝင်းပြစ်ခတ်ခံရပြီးတည်ဆုံသွားကြောင်းဒေသအတွင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ မနေ့ကမေလ၄ရက်နေ့မွန်းလွဲ့တနားရီလောက်မှာမြရီမျိုးအမှတ်ခွန်ရက်ွက်အုတ်ချွေရမှုလှောင်ဝင်းဟာဒီစောချစ်သူလမ်းအတွင်းကိုကားနဲ့ဝင်လာတဲ့အချိန်အမိမတိတနတ်သမားတွေကကားကိုတားပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗါတယ်အဲ့တော့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအုတ်ချွေရမှုလှောင်ဝင်းဟာပွဲချင်းပြီးတည်ဆုံးခဲ့ပြီးပြစ်ခတ်မှုဖြစ်ပေါ်ပြီးခဏကြာမှာတော့အကြမ်းဖက်ဆရှုံးကောင်စီတပ်သားတွေရောက်ရှိလာပြီးတော့ရုပ်အလောင်းကိုတည်ဆောင်သွားတယ်လို့သိရပါဗျာ။မြောက်ပြည်မြို့အမှတ်ခွန်ရက်ွက်အုတ်ချွေရမှုလှောင်ဝင်းပြစ်ခတ်ခံရပြီးတည်ပြီးလို့သိရတယ် မိုးလဲပိုင်းကဖြစ်သွားတာဘယ်ဖွဲ့တွေပြစ်တာလဲဆိုတာတော့မသိဘူးကားကိုတားပြီးတော့ပြစ်သွားတာလို့သိရတယ်ပြစ်ကတ်မှုဖြစ်ပြီးတော့မကြဘူးစစ်ခိုးတွေရောက်လာပြီးအလောင်းကိုတဲထုတ်သွားတယ်ဆိုပြီးဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်တင်းဆုံးသွားတဲ့အုပ်ချုပ်ရေးမှုလောင်ဝင်းဟာပြည်သူတွေကိုနှီးမျိုးစုံနဲ့အနိုင်ကျင့်နေတဲ့သူဖြစ်ပြီးပြည်သူတွေထံကလည်းငွေကြေးအတောင်အယံကျန်းသူတယောက်ဖြစ်တယ်လို့သိရပါတယ်အဲ့တော့မနေ့ကညာ၈နာရီလောက်မှာလဲအချမ်းဘတ်စစ်ရှုံးကောင်စီတက်ရဲ့295တက်ရင်းကလည်း လက်နက်ကြီးတွေနဲ့ဇက်တက်ရန်တမ်းပြီးတော့ပြစ်ခတ်နေပြီးဘယ်နေရာမှာကြားရောက်ပေါက်ကွဲတာကိုတော့အတည်ပြုနိုင်တာမရှိသေးကြောင်းဒေသပြည်သူတွေကဆက်ပြီးတော့ပြောဆိုပါတယ်ခင်ဗျာအဲ့တော့လာဝင်းလာဝင်းရဲ့နောက်ဆုံးဖြစ်စဉ်ရမမင်းစီရောက်သွားတဲ့လာဝင်းပါနောက်ထပ်သတင်းတစ်ပုဒ်ကတော့ရှမ်းပြည်နယ်ဘက်ကသတင်းမှာရှမ်းပြည်နယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မင်းဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာစစ်ရှုံးမှုစီရဲ့ဖမ်းဆီးတာကိုခံရပြီးတဲ့နောက်မှာစစ်ကြောရေးစခန်းမှာကြာဆုံးသွားခဲ့ ရာကြောင်းပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကတရင်ထုတ်ပြန်ထားပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာပြည်ဦးလူမျိုးကိုတင်းချောင်နေတဲ့အချိန်နိုင်ငံဒီရွာငံမျိုးမဲသနာနယ်ကနေပြည်သူလွှတ်တော်ကိုစလဲဦးအောင်စိုးမင်းဟာအနာသိစစ်ရှုံးကောင်စီရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲလိုဂျမ်ဘတ်စစ်ရှုံးကောင်စီရဲ့ဖမ်းတာကိုခံရတဲ့ပြည်သူလွှတ်တော်ကိုစလဲဦးအောင်စိုးမင်းဟာလွန်ခဲ့တဲ့လအနည်းငယ်ကလေးကစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့ရတာလို့သိရပါတယ်။ အဲ့တော့ပြည်သူကအားကိုးရတဲ့ပြည်သူကိုကိုစားပြုတဲ့တမ်းပြီးကောင်းကျိုးပြုကိုယ်စားလှယ်တွေကိုရရဆက်ဆက်တပ်ဖြတ်နေတဲ့ဖြစ်စဉ်တွေတဲကဖြစ်စဉ်တစ်ခုပါအင်ပရာမဆုံးရှုံးနေနာသေးရာကောင်းတဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်ပြည်သူလူတော်ကိုယ်စားလှယ်ဥအောင်စုမင်းစကြောရေးစခန်းမှာကွယ်လွန်သွားခဲ့တဲ့ပုံပြည်အောင်စုလူတော်ကိုယ်စားပြုကော်မတီအနေနဲ့စိတ်မကောင်းဖြစ်ရပြီးအဲ့ဒီသေဆုံးမှုနဲ့ပတ်သက်ပြီးတော့အပြည့်အဝတာဝန်ရှိတဲ့အကြမ်းဖက်စစ်ရှုံးကောင်စီကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ်ဆီယာဘေ့ချ်ကထုတ်ပြန်ကြေညာပါတယ်။တချိန်တည်းမှာပဲစစ်ချုပ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းထားခံရတဲ့သမရဦးဝင်းမြင့်နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်အမေတော်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ရွေးကောက်ခံလွတ်တော်ကိုယ်စားလှယ်တွေအတွက်လည်းများစွာစိုးရိမ်ပူပန်လျက်ရှိကြောင်းအကြမ်းဖက်စစ်ချုပ်ကောင်စီရဲ့ဒူမဆန်စွာညှဉ်းပန်းနှိပ်စက်တာစူးစူးဝါဝါပြုတ်မှုဆက်ဆံတာနဲ့လုံလောက်တဲ့စေကူတာခွင့်မရရှိတာတွေကြောင့်ဒိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်၃ဦးကလည်းထောင်ထဲမှာပဲ တည်ဆုံခဲ့ရတဲ့ဖြစ်စဉ်တွေရှိကြောင်းစီယာဘေးကပြောဆိုပါတယ်ခင်ဗျာ။ဒါပြင်2022ခုနှစ်ဇွန်လမှာမော်ဘီနယ်လွတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကလည်းအကြမ်းဖက်ဆစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပြီးတဲ့နောက်မှာလမ်းဘေးတနေရာမှာရရဆက်ဆက်တပ်ဖြတ်ထားတာကိုခံခဲ့ရပါတယ်။နောက်ဆုံးကြေညာထားတဲ့အချက်လက်တွေအရဆိုရင်နေရစွန့်ခွာတင်းချောင်နေရတဲ့ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်ဆက်တဦးနဲ့ဒိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုယ်စားလှယ်73ဦးဟာလုံလောက်တဲ့စေကူတမှုမရရှိတာကြောင့်တည်ဆုံခဲ့ရပါတယ်။ အခြားများစွာသောရေကောက်ခံလွတ်တော်ကိုယ်စားလှယ်နဲ့သူတို့ရဲ့မိသားစုတွေဟာလည်းအခြားနေရာဒေသတွေမှာအင်ဒီဂျင်းနိုင်ငံတွေနဲ့အခြားနိုင်ငံတွေကိုတိမ်းရှောင်နေရဆဲဖြစ်ပြီးနေအိမ်နဲ့ပိုင်ဆိုင်မှုတွေပါချိတ်ပိတ်ခံရကြောင်းလက်ရှိရင်ဒီအာနာသိန်းစစ်ရှုံးကောင်စီဟာပြည်တော်စုအဆင့်လွတ်တော်ကိုယ်စားလှယ်18ဦးနဲ့ဒိုင်းဒေသကြီးပြည်နယ်လွတ်တော်ကိုယ်စားလှယ်42ဦးကိုဖမ်းဆီးထားပါတယ်ခင်ဗျာအဲ့တော့လွတ်တော်ကိုယ်စားလှယ်တွင်မကကျွန်တော်တို့တက်ကြွလှုပ်ရှားတဲ့လူငယ်တွေလူကြီးတွေလူလက်တွေအကျဉ်းအောင်တွေအသီးသီးမှာ ရာနဲ့ထောင်နဲ့ချီပြီးတော့ရှိနေကြပါတယ်ခုနပြောတဲ့သမရဦးထင်းကျော်အပါဝင်နိုင်ငံတော်တပ်ပင်ပုဂ္ဂိုလ်မေဒေါဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားအားလုံးအများဆုံးလူမြောက်ဖို့ဆိုရင်တော့နီလန်ကတော့တခြားနီလန်မရှိပါဘူးနိုင်ငံတကာကတော့မှမေဒေါဆန်းစုကြည်ကိုမျက်နှာမြင်ကွင်းရဖို့လူချင်းတွေ့ခွင်ရဖို့တောင်းဆိုမှုကိုမလာအနေနဲ့မလာရောခဲ့ပါဘူးအဲ့တော့အင်မတန်မှစိုးရင်စရာကောင်းတဲ့အနေထားပါနှစ်ပေါက်နေပါပြီတနှစ်ကျော်ကာလကိုရောက်ရှိလာပါပြီ လူတို့ကိုပေးမတွေ့တည်တိုင်အောင်ရှင့်နေအဖွဲ့တွေနဲ့တော့ပေးတွေ့ရမယ်ဖြစ်စဉ်မှာ လုံးဝရှင့်နေအဖွဲ့တွေနဲ့မတွေ့ရတာစကားတမ်းမကြားရတာစာလွှာမပားရတာနှစ်ပေါက်နေပါပြီအဲ့တော့အကျဉ်းအောင်တီးတီးမှာရှိကြတဲ့တိုင်းပြည်အတွက် Federal Democracy အတွက်ပေးဆက်ကြတဲ့သူရဲကောင်းတွေအကျဉ်းအောင်တီးတီးမှာရှိနေကြတဲ့ပြည်သူတွေလူထုတွေအတွက်အများဆုံးလူမြောက်ရေးနီလန်းကတော့တည်ကြပါတယ်မြို့တွေမြို့တွေဟို သိမ့်နိုင်မှထောင်နေထောင်နေကိုသိမ့်ပိုင်နိုင်မှသာလာရှုဆိုရင်လည်းကျွန်တော်တို့လာရှုဖြစ်စဉ်ကိုကြည့်လိုက်ပါရခိုင်ကဖြစ်စဉ်တွေကိုလည်းကြည့်လိုက်ပါလာရှုကိုသိမ့်ပြီးတဲ့အခါမှာလာရှုချင်းတောင်ကိုသိမ့်ပိုင်နိုင်တဲ့အဲ့ဒီမှာအချင်းချခံနေရတဲ့လွတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအကုန်လုံးလွတ်မြောက်လာရတယ်အဲ့တော့နောက်ဆုံးနီးလန်းတစ်ခုကတော့ဒါပါပဲအဲ့တော့အင်းစိန်ထောင်မှာရှိနေဆိုရင်အင်းစိန်ထောင်ကိုကျွန်တော်တို့သိမ့်နိုင်တဲ့တနေ့နိုင်ငံရေးအချင်းသားတွေကျွန်တော်တို့ဘတ်တော်သားတွေလွတ်မြောက်မယ်နေပြီးတော့မှ အချင်းကြခံနေရတယ်ဆိုနေပြည်တော်ကိုသိမ့်ပိုက်နိုင်တဲ့တနေ့မှာလွတ်မြောက်မယ်မန္တလေးမှာအချင်းကြခံနေရတယ်ဥပိုလ်ထောင်မှာအချင်းကြခံနေရတယ်ဆိုရင်မန္တလေးကိုသိမ့်ပိုက်နိုင်တဲ့အချိန်ရောက်မှသာသူတို့ရဲ့လွတ်မြောက်မှုကရမှာဖြစ်ပါတယ်ဒါကြောင့်မလို့တေချာတာကတော့အဲ့ဒီနီလန်းတလန်းကိုအားတုံခွန်ဆိုင်နေပြည်သူတွေယုံကြဖို့ပဲနီလန်းကရှိပါတယ်အဲ့တော့ဒီကနေ့မနေ့ခင်းမှာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာကသတင်းတစ်ပုဒ်ကိုပြောချင်ပါတယ်ဒါကတော့အမေရိကန်နိုင်ငံရဲ့မြို့သားလုံခြုံရေးနဲ့ ပြည်သူ့လုံခြုံရေးအန်အေတွေကနေကာကွယ်ဖို့မြန်မာအပါဝင်နိုင်ငံပေါင်း16နိုင်ငံကနိုင်ငံသားတွေအနေနဲ့အမေရိကန်နိုင်ငံကိုခီးသွွာလာဝင်ရောက်ခွင့်တားမြစ်တဲ့အမေကိုအမေရိကန်သမ္မတထရန့်ကလက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းကဖော်ပြထားပါတယ်အဲ့တော့မြန်မာနိုင်ငံသားတွေဟာအမေရိကန်နိုင်ငံကိုခီးသွွာလာရောက်ခွင့်လုံးဝကန့်သတ်ခံရတဲ့နိုင်ငံပေါင်း၁၂နိုင်ငံမှာပါဝင်နေပါတယ်အဲ့တော့အဲ့ဒီနိုင်ငံတွေကတော့အာဖဂန်နစ္စတန်မြန်မာဒက်မြန်မာချက်ကွန်ဂိုသမ္မတနိုင်ငံ Ecuadorian Guinea Eritrea Haiti Iran Libya Somalia Sudan Yemen စုစုပေါင်းနိုင်ငံပေါင်း12နိုင်ငံကနိုင်ငံသားတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝအပြည့်အဝကိုကန့်တက်လိုက်တာလည်းဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံသားတွေကိုအမေရိကန်ကိုဝင်ရောက်ခွင့်လုံးဝပိတ်ပင်ရမှာဒီအမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသားတွေရဲ့ဗီဇာတက်တန်းကျော်လွန်နေထိုင်မှုတွေများပြားလာကြောင်းဖြစ်ပြီး B1 B2 ဗီဇာနဲ့တက်တန်းလွန်နေထိုင်မှု29.07ရာခိုင်နှုန်း FM နဲ့ JV သာတက်တန်းလုံးနေထိုင်မှုက42.8ရာခိုင်နှုန်းရှိကြောင်းဒါပြင်မြန်မာနိုင်ငံကဒီအမေရိကန်ကနေဖယ်ရှားတဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့ပူးပေါင်းဆောင်ရွက်တာမရှိကြောင်းအမေရိကန်သမ္မတအင်ဖြူတော်ကသတင်းထုတ်ပြန်ထားပါတယ်အမေရိကန်နိုင်ငံကိုဝင်ရောက်ခွင့်တစ်စိတ်တစ်ပိုင်းကန့်သတ်ခံရတဲ့နိုင်ငံပေါင်းကတော့ခုနှစ်ခုရှိပြီးအဲ့ဒီနိုင်ငံတွေကဆိုရင်ဒီဘရွန်ဒီကျူဘာလာအိုဆီယလာလီယွန်တိုဂိုတာကမင်နစ္စတန်နဲ့ဗင်နီဇွဲလာတို့ပါဝင်တယ်လို့သိရပါတယ် ဲ့တော့အမေရိကန်ပြည်ထောင်စုမှာတရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူတွေလက်ရှိရှီရင်ဆွဲဗီဇာကိုင်ဆောင်တဲ့သူတွေတချို့ဗီဇာမျိုးစားနဲ့အမေရိကန်မျိုးသားကျိုးစီးပွားကိုဆောင်ရွက်ပေးတဲ့လူပုဂ္ဂိုလ်တွေအတွက်တော့ချင်းချက်အနေနဲ့အမေရိကန်ကိုဒီနေထိုင်ဝင်ရောက်သွားလာခွင့်ဆက်ပြီးတော့ခွင့်ပြုထားတယ်လို့သိရှိရပါတယ်ခင်ဗျာအဲ့တော့ဒါကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းမှာထူးထူးခြားခြားတွေ့မြင်ရတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံတဲ့ဒူဝိုင်းတော်သားတွေက စူးစီးတင်ဆက်ပြီးခင်တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ် YouTube channel ကိုနေ့စဉ်နဲ့မြလာရောက်ကြည့်ရှုပြီး comment တွေမှတ်ချက်တွေဝေဖန်အကြံပြုချက်တွေရေးသားပေးကြတယ်ပြည်သူတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ပါတယ် channel လေးကိုလည်း subscribe လုတ်ခဲပေးပြီးတော့ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲပေးဖို့မြစ်တန်ရက်ခံပါတယ်ခင်ဗျာအဲ့တော့မနေ့ကကျွန်တော် VPN နဲ့ပြည်တွင်းကနေကြည့်ရှုပေးဖို့မြစ်တန်ရက်ခံခဲ့တယ် comment တစ်ခုမှာ VPN တွေဖမ်းတယ်ဆိုတဲ့ဟာမျိုးထပ်ပြီးတော့အဲ comment ရေးလာတာတွေ့တယ်ဟုတ်ကဲ့ပါအဲ့တော့ပြည်သူတွေရဲ့လုံခြုံရေးကအဓိကပါ VPN ခံခြင်းမခံခြင်းကအဲ့လောက်အထီးအများကြီးအရင်ကြည့်ပါဦးလုံခြုံရေးသာအဓိကဖြစ်တဲ့အတွက်ပြည်သူတွေသတင်း တည်ခွင့်ရတယ်ကြီးစုခွင့်ရတယ်ကျွန်တော်တို့တင်ဆက်မှုမှာအကျိုးတစုံတရာရှိတယ်ဆိုရင်လည်းကျင့်ရပါတယ် VPN ကလုံခြုံရေးအတွက်ပြဿနာရှိတယ်ဆိုရင် VPN ခံပြီးတော့မကြည့်ပါနဲ့ဒါလေးကိုကျွန်တော်ထပ်ဆင်ပြီးတော့အတိအပြီးပြောကြားလိုပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကမိသားစုဆက်ခံနေရခြင်းနဲ့လည်းအရင်ကအတွင်းမှာမိသားစုမိမိများအနေနဲ့ဖြတ်ပြီးကိစ္စလာမျိုးစောင့်တက်ပြီးဖြတ်ပြီးရတယ်လူစုလူဝေးတစ်ယောက်ချင်းများ မတူတော့ကြဘူးတိုက်တယ်မျိုးဟောပါတယ်ခင်ဗျာနေရဲနေချိန်မှာရမ်းမဆိုင်ဆင်နေရတဲ့အပြီးနေမှာကိုယ်ကိုခင်ဗျာကိုယ်ခင်ဗျာတင်းလာတာမခံနိုင်ကြဘူးမိသားရခင်ဟပ်ပါတယ်ခင်ဗျာကိုယ့်အပြင်လုံလောက်တဲ့ဒီကောင်ကနေရေကြောင်တက်ဆက်ထားတဲ့နေရာမျိုးကိုတော့မင်းလာချင်းကြည့်ရှင်ချင်းများမဒီလုံးဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းလို့ဆက်အပ်ပါတယ်ခင်ဗျာဒါလည်းဒီကဒီဒီ ာကြလို့ရပါတယ်။အိမ်တိုင်းအိမ်တိုင်းမှာဘုန်းကိုကျင့်တဲ့ခရုကြီးတွေကူပေးကြတာကိုအခုအခုလို့ရပါတယ်ခင်ဗျာ။ဒီကောင်မလို့မိမိရဲ့အိမ်တွေမှာလေကြောင်းရဲ့မှာကာဝေနိုင်တဲ့အတွက်ဘုန်းကိုကျင့်တဲ့ခရုကြီးများမဖြစ်မနေစတဲ့ကူပေးထားကြဖို့တိုက်ပွဲလို့ဆိုအပ်ပါခင်ဗျာ။အခုလည်း 萨尼，沿途阿那朱雅，吹梦一片地，年轻伢嘞岁天地，有几滴巴马提，激动阿妹嘞好心地，来回来嘞，来开那呀你，阿罗阿公，阿罗耶有几。 စီလက်သက်ပေးကြတရေကောင်းပေါင်းလို့ဒီသမိုင်းချပေးစက်ပေးကြခရီးပြုတင်စာတီဒီလူလူလူအပေါင်းပြီးဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည်

ယုံကြည်သည်ဘာမတိပြည်သူကမွေးတဲ့အောင်စင်သည်တိုက်ဝဲတိုင်းလေတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ယုံကြည်သည်ဘာမတိ